တာယာတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမြချင်းနဲ့ကနေမှတဖန်ပြန်လေးပြချူဆိုပါတယ်ဒီနေ့ကတော့ဗတ်တမဥဆုံအနေနဲ့ကြွကချင်ပြည်နယ်ရဲ့စစ်ရဲတရင်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေး update လေးလုပ်ပေးချင်တယ်။မြစ်ကျနာနားမှာရှိတဲ့ဖရဲဘက်မှာစစ်ခွေးတွေက April 29ရက်နေ့ကနေစပြီး in အများနဲ့ ထိုးစစ်ဆင်လာခဲ့တာဖြစ်တဲ့ April 29ရက်နေ့မှာပဲကျောရုတ် KIA နဲ့ပူးပေါင်းတော်လိုက်ရဲ့ဒီဘက်ကနေမှကြားဖြတ်တိုက်ခတ်ခဲ့တဲ့အတွက်စစ်ခွေးတွေကအထိအနာပြီးပြန်ဆုတ်သွားတယ်ဒါပေမဲ့29ရက်နေ့မှာတခြားစစ်ခွေးတွေနဲ့ပြန်ပေါင်းပြီးမှထိုးစစ်ပြန်ဆင်လာတယ်တိုက်ပွဲအကြီးအကျယ်ဖြစ်လာဖို့အခြေအနေရှိတယ်နောက်တစ်ခုကတော့ဒီဖကန်ဘက်ကိုအင်ဒိုဘက်ကရောမြစ်ကျနာကာမိုင်းဘက်ကရောလမ်းနှစ်ဖက်ကနေမှ ဖကန်ကိုစစ်ခွေးအကောင်တထောင်ကျော်တက်လာတယ်။အင်ဒိုဘက်ကတော့စစ်ခွေးကလေးစီးနဲ့တက်လာတယ်။အယုဆာကိုလည်းပဲကျွန်တော် KIA နဲ့ပူပေါင်းတော်လာရဲတွေဘက်ကနေမှဂျာဖြတ်တိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်သူတို့ကရှေ့ကိုမတိုးနိုင်ပဲနဲ့ပြန်ဆုတ်လာခဲ့တယ်။ပြီးတော့အခုဒီကားမိုင်းဘက်ကနေမှတက်လာတဲ့အဥ္စာလည်းမူအပြင်းမှာ600ဝန်းကျင်ရှိတဲ့စစ်ခွေးတွေကို25 26 29 နေ့တိုင်းလိုလို iPad မှာတိုက်ပွဲဖြစ်နေတယ်။မနေ့ကလည်းပဲခွေးအကောင်20ကျော်သေးတယ်။ပြီးရင်30ကျော်ကတန်ရရရှိတယ်လို့ပြောတယ်။ကားမိုက်ကလည်းတက်လာတဲ့စစ်ခွေးတွေကကြောက်ထုစခန်းကလည်းလုံးဝဖကန့်ဘက်ကိုမတက်လာနိုင်ဘူး။ဖကန့်ဘက်ကိုတက်လာမဲ့ဒီစစ်ခွေးတွေအားလုံးကိုဒီနားမှာပဲအကုန်ဖြုတ်ချလိုက်ဖို့ရန်အတွက်တိုက်ပွဲအကြီးအကျယ်ဖြစ်လာဖို့ အကြောင်းတွေရှိလာတယ်ဒါကြောင့်ကြောက်ထုတ်အထက်နားမှာရှိတဲ့ URL အားလုံးကိုစစ်ဆောင်ပေးဖို့ရန်အတွက် KIA တွေဘက်ကနေမှ loud speaker နဲ့ light line on ပြောနေတယ်ဆိုတာသိရတယ်ဆိုတော့မကြခင်မှာကြောက်ထုတ်ဘက်မှာခွေး600စလုံးမတာပေါ်သွားပြီဆိုတာသတင်းကြရလိမ့်မယ်ကျွန်တို့ကလုံးဝဖကန်ဘက်ကိုအသက်ခံမှာမဟုတ်ဘူးเนาะဖကန်ဆိုတာဟာကချင်ပြည်နယ်ဖြစ်တဲ့ခွေးနေရမဟုတ်ဘူး ဒါကြောင့်ကျွန်တို့ကတော့ဒီစစ်ခွေးတွေတကောင်မတက်မလာနိုင်အောင်ကျွန်တို့ဆော်ရမှာဖြစ်တယ်။ဆိုတော့ဒါဖကန့်တရင် ပြီးတော့အခုဗမော်နဲ့ပတ်သက်ပြီးတော့စက်ခခ27ကခွေးနဲ့တက်ဆိုင်တဲ့မိသားစုရဲ့ပြီးလို့ရှိရင်ဒီရဲမယ်ဒီရောတရားကျော်ကလက်လက်နဲ့ဒီနဲ့ KIA ဒီစပါအညံ့ခံလာခဲ့တယ်လို့သိရတယ်။တိုက်ပွဲရက်ရှဲလာလေးလေ KIA တွေကတော့တက်ရအပြင်ဘက်မှာရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့တော့အစားတောက်တွေပူဆရာမလို့ဘူး။ဒါမဲ့စစ်ခွေးကြတော့တို့ကထွက်လို့မရဘူး၊လေရင်တာမလာဘူးဆိုလို့ရှိရင်တို့ကစားမယ့်အရာမရှိတဲ့အတွက်ကြောင့်တို့တို့ပိုမှခက်ခဲလာမှာဖြစ်တယ်။ဆိုတော့အခုဒီခွေးမိသားစုနဲ့အတူခွေးမအကောင့်တရာကျော်လောက်ထွက်လာတယ်ဆိုတာလေ။နော်ကျွန်တော် KIA တွေရဲ့ပိတ်ဆို့မှုဟာအခု၄လကိုရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်တို့တို့ဒုက္ခဆင်းရဲတွေအများကြီးဖြစ်လာတယ်။ ပြီးရင်လုံခဲ့တဲ့အချိန်တည်းကျမပြောခဲ့ပြီးပြီလက်နဲ့ကြီးနဲ့စက်ခါခါ21ကိုပြစ်တဲ့အခါမှာမตาရီလည်းအများကြီးပေါ်သွားတယ်လို့ပြောတယ်ဆိုတော့အခုစက်ခါခါ21ကစာကြီးပဲငတ်တာမဟုတ်ဘူးအဲ့ထဲမှာလူသေးတာတွေရောအများကြီးရှိတယ်သူတို့အပြင်ကိုမထုတ်နိုင်ဘူးဆိုတော့ဒီစက်ခါခါ21ထဲမှာမตาအနှံ့တွေရောငတ်တာတွေရောနေ့တိုင်းညတိုင်းဘုံတန်နေနဲ့တနတ်တန်နေနဲ့ဖြစ်နေတဲ့အတွက်ကြောင့် အနေနဲ့အမြန်ကတော့လူမသေးရင်လည်းဘဝသေးပြီးမှအညံ့ခံပြီးမှထွက်လာမှာဖြစ်တယ်ဆိုတဲ့အကြောင်း update လေးလုပ်ပေးချင်တာဖြစ်တယ်ဆိုတော့ကျမတို့ KIA နဲ့ပတ်သက်ပြီးတော့ now တည်င်းတစ်ခုက ကျတော့အလုံးသိတဲ့အတိုင်းပဲ TNLA နဲ့ကျတော့ KIA ကနင်းမြန်အငင်းပွားမှုတွေဖြစ်လာတယ်။တကယ်ဆိုရင်ဒီဒေါ်လာရေးဆိုတာဟာစစ်ခွေးမောင်းတဲ့တိုက်ပွဲဖြစ်တယ်။ဒါပေမဲ့ TNLA ဒီကခွေးကိုမောင်းမဲ့အစားနင်းမြန်ကိစ္စကိုသူတို့ကဦးစားပေးလာတဲ့အတွက်ကြောင့်ဒီနေ့ကျတော့ KIA နဲ့ပြဿနာဖြစ်လာတယ်။ရှမ်းမြောက်မှာ TNLA ဒီလည်းပြည်သူတွေရဲ့ဆန္ဒခံယူတဲ့အစီအစဉ်ကိုလုတ်ပြီးတဲ့အချိန်မှာ KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ဒီကချင် substate အဖွဲ့တွေပေါင်းပြီးမှလည်း ပြည်သူလူထုရဲ့ဆန္ဒကောက်ခံခြင်းကိုလုပ်မယ်လို့ကချင်တရင်ဘက်ကနေမှတရင်ထွက်လာတယ်။ TNLD ကိုဦးစားပေးတယ်သူတို့အရင်ကောက်ပါစေ။သူတို့ကောက်ပြီးသွားတာနဲ့ကချင်တွေလည်းကောက်မယ်။အဲ့အဲ့အချိန်ကြမှာပဲဆွေးနွေးမယ်။နံပါတ်ကာမာ KIAD ရဲ့စက်တွေရဲ့ယုံကို TNLAD ကအကြမ်းနည်းနဲ့ တိမ့်ယူထားတယ်ဆိုတာအလုံးသိပြီးသားဖြစ်တယ်เนาะဆိုတော့ TNLA နဲ့ KIA တာမဟာမိတ် acid အနေနဲ့ပေါင်းပြီးမှစစ်ခွေးကိုမတိုက်ဘူးဆိုလို့ရှိရင်အနံဖက်ကနဲ့ကိုခိုင်ဟာစစ်ခွေးတွေရဲ့လက်ထဲကိုကြာရောက်သွားဖို့အလားအလာအများကြီးရှိတယ်ဆို KIAD ကတော့ TNLAD ကိုဒီနေ့ဒီချိန်ထိ ဒေါ်တာထွက်တာရှိတယ်ဒါပေမဲ့ဘာမှသူတို့ကိုလက်တုံပြန်ခြင်းမရှိသေးဘူးဆိုတော့ဒီနေ့ကျွန်တော် KIA တွေကျွန်တော်နင်းတို့နန်းဖက်ကမှမနေရဘူးဆိုပေမဲ့မောင်းထုတ်ပေမဲ့ဒီနေ့ကျွန်တော် KIA တွေမပါဘဲနဲ့ဆိုလို့ရှိရင်တော့ TNLA တခုထဲမကြခင်မှာနင်းတို့တိုက်ထားတဲ့နေရာတွေလည်းစစ်ခွေးတွေယူပြီးမှနင်းတို့ရဲ့မြို့နယ်နဲ့မြို့နယ်ကိုပဲနင်းတို့ပြန်ရမယ်ဆိုတာကိုလည်းနင်းတို့သတိထားမိဖို့ကြွပြောချင်တယ်အားလုံးသတိရမှာပါကျွန်တော် ပို့ချုပ်ကမော်ကနေမှ TNLA နဲ့ဆွေးနွေးမယ်လို့ပြောတဲ့ခါလဲ TNLA တွေကတော့ဆွေးနွေးရှာမလို့ဘူးနင်တို့ငရုနေရာကနေထွက်သွားတယ်ဆိုလို့ရှိရင်တော့နင်တို့ကမိတ်ဆွေကောင်းဖြစ်တယ်လို့ပြောတယ်ဆိုတော့ဒီနေ့ကျွားတို့ကဘဒုရဲ့နေမြေကိုမှမကြွေးကြော်တလို့ဘဒုရဲ့နေရတနေရကိုမှကျွားတို့မယူတာဖြစ်တယ်ဒီနေ့ကျွားတို့ရှမ်းမြောက်မှာနေတာကတော့ကချင် substitute မှာနေတာပေါ့နော်ဒါပေမဲ့ TNLA တွေကဒီလိုမျိုး KIA တွေကိုမောင်းထုတ်နေသေးတဲ့အတွက်ကြောင့် ဒီနေ့ဒီချိန်ထိဆွေးနွေးချင်မလို့ရသေးဘူးအခုဆိုးကျိုးတစ်ခုဖြစ်လာနိုင်တဲ့အရာက TNLAD ကစစ်ခွေးတွေမောင်းထုတ်လိုက်လို့ရှိရင်နင်တို့ဘယ်မှာနေမလဲဆိုတော့နင်တို့စဉ်းစားဖို့လိုတယ်တခုနောက်တစ်ခုကတော့ဒီရှမ်းမြောက်ပိုင်းမှာတော့စစ်ခွေးတွေရဲ့နေမနေရအဖြစ်သူတို့ရွေးချယ်လာတဲ့အပိုင်းကိုတွေ့ရတယ်ဘာကြောင့်လဲဆိုတော့ စစ်ခွေးတွေရဲ့လုံခြုံတဲ့နေရာကိုတော့တဘာဝဘဲတံကနေမှဖြိုဖျက်လိုက်ပြီးဖြစ်တယ်ရန်ကုန်ကိုပြောင်းမယ်ဆိုလို့ရှိရင်လည်းရန်ကုန်ဆိုတာဟာနေပြည်တော်လိုတိချနေရမဟုတ်ဘူးပြည်သူတွေနဲ့ရောနှောပြီးနေရတဲ့အတွက်ကြောင့်သူတို့ရဲ့ဘဝမလုံခြုံဘူးအခုဒီစစ်ခွေးတွေနေမဲ့နေရာကတခြားမရှိဘူးဒါကြောင့်မို့ပဲအခုသူတို့အတွက်လုံခြုံရေးကိုပေးနိုင်တဲ့တရုတ်ကိုခေါ်လာပြီးမှရှမ်းမြောက်မှာသူတို့အခြေချဖို့ရတဲ့ဖြစ်လာနိုင်တဲ့အလားအလာတွေအများကြီးရှိတယ်ဒါကြောင့်ဒီ TNL တွေနင်တို့ဒီတော်လာရ ရဲမှာဘလို့အခြေအနေရှိတယ်လဲဆိုတာအမြန်ဆုံးဆုံးဖြတ်ပြီးတော့တော်လာရဲမိုဟာမိတ်တွေနဲ့အမြန်ဆုံးပူးပေါင်းပါလို့ပြောချင်တယ်ကျတော့အခုမကြခင်မှာလဲပြည်သူဆန္ဒခံယူခြင်းအစီအစဉ်ကိုလုပ်နိုင်တယ်ဆိုတဲ့အကြောင်းပြည်သူတွေကိုသိပေးချင်တာဖြစ်တယ်အခုရှမ်းမြောက်ထင်းမှာအခု MNDAAD လဲဒီ28ရက်နေ့တုန်းကတော့တရ9မိုင်ဘက်ကနေမှလမ်းလျှောက်လာတာပြည်ထောင်စုလမ်းနာတိုင်းလမ်းလျှောက်လာခဲ့တယ်အင်အား200ကျော်ပါတယ်စစ်သားတစ်တည်းလဲပါမှသူတို့စစ်ရဲလှုပ်ရှားနေတယ်လို့ ကြအသိရတယ်ဆိုတော့အခု MNDAAD လဲဒီဒေါ်လာရေးထင်းမှာဘယ်လိုမျိုးဆက်ပြေးမှာပါလာမလဲဆိုတော့ကျတော့လည်းမတည်ဘူးသူတို့ကတိတ်ပြေးမှာပြောလဲမရှိဘူးဆိုတော့မတည်ဘူးဒါပေမဲ့အခုလက်ရှိမှာတော့ MNDAAD လဲစီရဲလှုပ်ရှားနေတယ်ဆိုတော့သိရတယ်ဆိုတော့ဒီ last show ကိုသူတို့ပေးချင်တော့ပေးလိုက်တာမှမဟုတ်တာเนาะဘယ်သူမှဆိုကိုအကြောင်းကိုပဲတည်မှာပဲလို့ပဲပြောချင်တယ်ဒါပေမဲ့အခုကတော့ MNDAAD လဲစီရဲလက်ချင်မှုတွေလုပ်နေတယ်ဆိုတာသိရတယ် ပြီးရင်နောက်သတင်းကိုမစခင်မှာကျမဂျားကနေတခုပြောချင်တယ်ကရနီပြည်နယ်မိုးပြဲဘက်မှာစစ်ခွေးတွေကအမြေလန်ထူးစစ်စင်ရေးကိုလုံနေတဲ့အတွေ့အကြောင်းဆိုင်ကယ်ဒီနဲ့ပြဖြစ်ကားရင်နဲ့ပြဖြစ်ဖြစ်လုံးဝပြည်သူတွေခီးသွားလာခြင်းမပြုတ်လို့ဖို့ရတဲ့မိုးပြဲမှာရှိတဲ့ ဒေါ်လာရဲတွေဘက်ကနေမှထုတ်ပြန်ထားတာရှိတယ်။ဒါကြောင့်မိုးပြဲဘက်ကိုအလုံးဝတွာလာချင်းကိုမလုပ်ကြပါနဲ့။အခုမိုးပြဲဒေါ်လာရဲဘက်ကနေမှတွာလို့ရပြီဆိုတဲ့အချိန်နဲ့ထိစောင့်ပေးကြပါလို့အရေးကြီးတဲ့အတွက်ကြောင့်ပြောချင်တယ်နော်။ပြီးရင်နောက်တော့ gradient တစ်ပုတ်အနေနဲ့ကတော့အခုကျမတို့ video တော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်။ဒေါ်အောင်ဆန်းစုကြည်မြန်မာနိုင်ငံသားဘယ်နှခုနေဖြစ်တာလဲလို့မေးတာ ਨੇ ။တပည့်တော်ကနိုင်ငံသားစစ်စစ်မဟုတ်ဘူးလို့ပြောလိုက်တယ်။ဖြစ်စင်ဖရာ တပည့်တော်ကမြန်မာနိုင်ငံသားဗုဒ္ဓဘာသာကိုးကွယ်တဲ့လူဘာသာသာသနာအတွက်တပည့်တော်ပြောနေတယ်လို့အရှင်ဖေကလူတယောက်အတွက်နဲ့တပည့်တော်ဝေဖန်တယ်တပည့်တော်ကနိုင်ငံအတွက်ဘာသာအတွက်သာသနာအတွက်နဲ့တပည့်တော်ပြောနေတယ်မတူဘူးအရှင်ဖေတော်အောင်ဆန်းစုကြည်မြန်မာနိုင်ငံသားဘယ်နှခုနဲ့ဖြစ်လာလဲလို့မရတဲ့အကြောင်းရင်းရှိတယ်လွတ်လပ်ရပြီးဝင်ရွှေချုပ်ဦးနုလက်ထက်မှာဒေါခင်ကြီးရဲ့ကနာမငင်မှုတွေကိုဦးနုကသိတော့ တော်ခင်ကြီးကိုပန်အမတ်ဖြစ်နေနိုင်ငံခြားကလွှတ်လိုက်တယ်။အဲ့ဒီထက်ကဒေါအောင်ဆန်းစုကြည်ကနိုင်ငံခြားကမှကြီးပြင်းခဲ့တယ်။နိုင်ငံခြားသားနဲ့အိမ်အောင်ကြတယ်။ Eric အောင်ဆန်းစုကြည်တို့နောက်အမိပြောင်းလာတယ်။1988မြန်မာနိုင်ငံမှာကျောင်းသားအရေးခင်ဖြစ်တဲ့အချိန်အခိုက်မှာပဲတော်ခင်ကြီးမေမကောင်းလို့ဆိုအင်္ဂလိပ်မရအင်္ဂလိပ်သူဒေါအောင်ဆန်းစုကြည်ကမြန်မာနိုင်ငံကိုမိခင်နေမကောင်းတဲ့ပြဿနာနဲ့ပြန်လာတယ်။ အဲ့ဒီအချိန်မှာပဲမြမနိုင်ငံအရေးထက်ကိုဒေါအောင်ဆန်းစုကြည်ဝင်လာတယ်အဖအောင်ဆန်းအမိဒေါခင်ကြီးဖြစ်တိုင်းမြမနိုင်ငံသားလို့ပြောလို့မရတဲ့အချိန်မှာမြမနိုင်ငံအရေးထက်ကိုဝင်ပါလာတဲ့အင်္ဂလိပ်မယားကိုဒီလိုလိုလက်ခံရမှာလားဒေါအောင်ဆန်းစုကြည် ਨੇ ပတ်သက်ပြီးတော့သူခဏခဏတော့ပြောနေပြီဒါပေမဲ့ကြွကတော့တိတ်မပြောချင်လို့ထားခဲ့တယ်ဒါပေမဲ့ဒီနေ့ကတော့နည်းနည်းလေးပြောချင်လာတဲ့အတွက်ကြောင့်ထပ်ပြီးမှပြောချင်တယ် ဒေါ်အောင်ဆန်းစုကြည်ကဘယ်ခုနှစ်မှာမြန်မာနိုင်ငံသားဖြစ်လာတယ်လဲဆိုတဲ့ဥစ္စာကိုသူအရင်တော့ကသူပြောထားခဲ့တယ်အဲ့စာကိုဒေါ်အောင်ဆန်းစုကြည်ကိုဘယ်ခုနှစ်မှာမြန်မာနိုင်ငံသားဖြစ်တယ်လဲဆိုတဲ့ဥစ္စာကိုပြောချင်တာအဖြစ်နင်းကတော့မြန်မာနိုင်ငံသားအစ်စ်မဟုတ်ဘူးဆိုတဲ့အကြောင်း ဖုန်ကြီးကနေမှ comment ရေးထားခဲ့တယ်ဆိုတော့ဒီဥစ္စာကိုကတော့ဒီဖုန်ကြီးကိုဘာပြန်ပြောလဲဆိုတော့ဖုန်ကြီးကလူတယောက်အတွက်ပဲသူ့ကိုဝေဖန်တယ် ဒါပေမဲ့တူကတော့မြန်မာတနိုင်ငံလုံးအတွက်ဗုဒ္ဓဘာသာတစ်ခုလုံးအတွက်သူကတော့ပြောဆိုနေရချင်းဖြစ်တယ်လို့ပြောတယ်။သူကတိတ်ရင်ရင်ဆိုင်ဆိုင်နဲ့ပါပြောလဲ။အဘအောင်ဆန်းတော့။ဦးအောင်ဆန်းလို့တောင်သူမပြောဘူး။အဘအောင်ဆန်းဒေါခင်ကြီးရဲ့တမီးဖြစ်တိုင်းမြန်မာနိုင်ငံသားလို့ပြောလို့မရဘူးလို့ပြောတယ်မြန်မာနိုင်ငံရေးထဲမှာပါဝင်လာတဲ့ English မရကိုမြန်မာနိုင်ငံသားအနေနဲ့လက်ခံပေးရမလားလို့သူပြောသွားတယ်။နိုင်ငံသားဆိုတာဟာကိုယ့်ရဲ့မိဘတွေဟာဘယ်နေရာမှာနေတယ်လဲ။ဥပမာမိဘတွေဟာမြန်မာနိုင်ငံကကချင်လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ကျမမွေးလာတာနဲ့ဘယ်သူမှပေးဆံမလို့ပဲနဲ့ရလာတာဟာမြန်မာနိုင်ငံသားကချင်လိုမျိုးဖြစ်တဲ့ နော်ဆိုတော့မွေးချင်းအပြင်ကျမတို့ကနိုင်ငံသားရရှိခဲ့တယ်ဒုတိယအနေနဲ့ကတော့ကျမတို့ရောက်ရှိတဲ့နေရာမှာ ကိုက နိုင်ငံသားဖြစ်ချင်တယ်ဆိုလို့ရှိရင်အစိုးရဒီရဲ့တောင်းဆိုချက်အားလုံးကိုဖြည့်ဆည်းပြီးတဲ့အခါမှာနိုင်ငံသားအနေနဲ့ရှောက်လို့ရတယ်တတိယအနေနဲ့ကတော့ကိုကဒီနိုင်ငံသားတယောက်ယောက်ကိုယူလိုက်ခြင်းအဖြစ်နိုင်ငံသားဖြစ်သွားတယ်ဆိုတော့အခုတော့အောင်ဆန်းစုကြည်ဟာ မြန်မာ နိုင်ငံသားမြန်မာလူမျိုးဗမာလူမျိုးကမြန်မာနိုင်ငံမှာမွေးဖွားတဲ့အတွက်ကြောင့်သူကဘသူမှပေးဆရာမလိုဘဲနဲ့ရလာတဲ့မြန်မာနိုင်ငံသားတယောက်ဖြစ်တယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေသူ့ရဲ့နိုင်ငံရဲ့တာဝန်နဲ့သူအိန္ဒိယနိုင်ငံကိုတွားတာကိုသူ့ဘလို့ပြောသွားတယ်လဲ။တဲ့ရိုင်းဆိုင်တယ်ဒီလိုမျိုးဖုံးကြီးကိုဘသူဖျားလို့ပြောတယ်လဲ။ဓာတ်ပုံပို့ပေးကြအောင်ရမြင်ချင်တယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့သူ့အမေဟာနိုင်ငံရဲ့တာဝန်အရသူတို့ကအိန္ဒိယနိုင်ငံကိုတွားလိုက်တယ် သူထွက်သွားပြီးတဲ့နောက်ပိုင်းမှာသူပညာတွေတင်တဲ့ဘဲသူတွေကနိုင်ငံသားဆုံးရှုံးနိုင်တယ်လေဆိုတဲ့ဥစ္စာကိုကျမနည်းနည်းလေးပြောပြချင်တယ်နိုင်ငံရဲ့ခြားစစ်တပ်မှာအမှုဆောင်တဲ့သူတွေကနိုင်ငံသားဖြစ်ခွင့်ကိုဆုံးရှုံးနိုင်တယ်ဒါဘာလို့လဲဆိုဥပမာပြောမယ်ဆိုရင်လွန်ခဲ့တဲ့အချိန်မှာယူကရိန်းမှာတရုတ်ပြည်ကနေမှရုရှားစစ်တပ်ကိုဝန်ပြင်းမှယူကရိန်းတွေကိုလာတိုက်ပေးတဲ့အဥ္စာရှိတယ်ဆိုတော့ဒီတရုတ်တွေကို တရုတ်စိုးရကလည်းပို့လို့တာအခုယူကရိန်းမှာဖမ်းရတဲ့စစ်သားတွေက တရုတ်နိုင်ငံသားဖြစ်ခွင့်ကိုမဆုံးရှုံးတာတကယ်လို့ဒါအစိုးရကနေမှလွတ်တာမဟုတ်ဘဲနဲ့သူတို့ဖန်နဲ့သူတို့ကျေးစားလုပ်ပြီးမှရုရှားအတွက်တိုက်ပေးတယ်ဆိုလို့ရှိရင်တရုတ်အစိုးရကနင်းတို့ကဒီသူများရဲ့နိုင်ငံထဲမှာစစ်သားတွားလုပ်တယ်တိုက်ပွဲထဲမှာဝင်တယ်ဒါကြောင့်နင်းတို့ကိုနိုင်ငံသားအနေကနေပေဖျက်လုပ်ရတယ်ဆိုတဲ့အရာတွေရှိတယ်ဒါကိုပြောတာနိုင်ငံရချစစ်သားတွေထဲမှာဝင်ပြီးမှတိုက်ပွဲဝင်တဲ့အခါမှာလည်းနိုင်ငံသားဖြစ်ချင်း ဆုံးရှုံးနိုင်တယ်။ပြီးနောက်တစ်ခုကတော့အခြားနိုင်ငံသားဖြစ်ခြင်းအခြားနိုင်ငံသားဖြစ်ခြင်းဆိုတော့ကတခြားနိုင်ငံသားအဖြစ်ခံယူလိုက်တယ်ဆိုလို့ရှိရင်တော့ မိုးရင်းနိုင်ငံသားဖြစ်ကနေမှ ပြည့်ဖြတ်သွားတယ်။နောက်တစ်ခုကတော့အခုဒေါ်အောင်ဆန်းစုကြည်လိုမျိုးเนาะသူကမက်ခဲအဲရစ်နဲ့အိမ်တော်ကျပြီးတဲ့နောက်ပိုင်းမှာဗြိတိန်နိုင်ငံမှာနေတယ်။အဲ့မှာသူကငါကတော့เนาะမြန်မာနိုင်ငံသားအနေနဲ့လက်မခံချင်တော့ဒီနေ့ဒီချိန်ကစားပြီးမြန်မာနိုင်ငံသားဖြစ်ငါပြည့်ဖြတ်လိုက်တယ်လို့သူမပြောမချင်းသူဟာတသက်လုံးမြန်မာနိုင်ငံသားဖြစ်တယ်။ဆိုတော့အခုဒေါ်အောင်ဆန်းစုကြည်ဟာငါဟာအိမ်တော်ကျသွားပြီးဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံသားအနေနဲ့ငါစွန့်လွတ်လိုက်တဲ့သူသူမလုလိုက်တဲ့အတွက်ကြောင့်တော်အောင်ဆန်းစုကြည်ဟာတည်တဲ့အချိန်အထိသူဟာမြန်မာနိုင်ငံသားဖြစ်တယ်။ပြီးရင်နောက်တစ်ခုကတော့မုခင်းဆိုင်ရာမှာပါဝင်တဲ့သူတွေပြောမယ်ဆိုလို့ရှိရင်တော့ရာဇဝတ်မှုမှာအဲလွန်လွန်ကျွကျွပါဝင်နေတယ်ဒါကဖြစ်နိုင်တဲ့အစားအများကဥပမာ မြန်မာနိုင်ငံသားတွေက US နိုင်ငံသားခံယူထားတဲ့အခါမှာ US မှာနေပြီးမှသူတို့ကဥမာမိုးရစ်ဆဲဝါးတွေပဲပြပြသူတို့လုပ်တယ်လူကုန်ကူးမှုတွေလုပ်တယ်ပြီးလို့ရှိရင်အမေရိကန်နိုင်ငံရဲ့ဥပဒေကိုထိပါလာတဲ့အရာတွေကိုလှုပ်လာခဲ့တဲ့အခါမှာသူတို့ကိုအမေရိကန်နိုင်ငံသားဖြစ်ခွင့်ကနေမှရက်ဆဲပြီးတော့မြန်မာနိုင်ငံကိုပြန်ပို့တာမျိုးတွေเนาะဒါတွေကိုပြောချင်းဖြစ်တယ် ပြီးနောက်တစ်ခုကနိုင်ငံတော်ကိုပုံကမှုဒါလည်းအတူတူပဲเนาะမြန်မာနိုင်ငံသားတွေ US နိုင်ငံသားအနေနဲ့လက်ခံထားတဲ့သူတွေက US ဥပဒေတွေကိုချိုးဖောက်ပြီးမှ US အစိုးရကိုထိပိုက်ပေအရာတွေကိုလှုပ်လာတဲ့ခဲတဲ့အခါမှာလဲ US နိုင်ငံသားခံယူထားပေမဲ့ US နိုင်ငံသားကနေမှပြဖြတ်သွားနိုင်တဲ့အရာတွေရှိတယ် ပြီးရင်နောက်တစ်ခုကတော့လည်းအတူတူပဲနိုင်ငံတားခံယူထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခုတော့အောင်ဆန်းစုကြည်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်သူကမြန်မာနိုင်ငံသားလည်းဖြစ်တယ်ဗြိတိန်နိုင်ငံသားလည်းဖြစ်တယ်ဆိုတဲ့အခါမှာသူကတော့မြန်မာနိုင်ငံသားလည်းတရားရခိုင်နှုန်းဖြစ်တယ်လို့ ဗြိတိန်နိုင်ငံသားလည်းတရားရခိုင်တော့ဖြစ်တယ်ဆိုတော့မြန်မာနိုင်ငံမှာဘယ်ဖြစ်ဖြစ်ဗြိတိန်နိုင်ငံမှာဘယ်ဖြစ်သူကနိုင်ငံရဲ့နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်ဘယ်နိုင်ငံမှာဘယ်ဖြစ်ဖြစ်နိုင်ငံရဲ့ဥပဒေကိုချုပ်ဖောက်လာတဲ့အခါမှာကိုချုပ်ဖောက်တဲ့နိုင်ငံကနိုင်ငံသားဖြစ်ခြင်းအခွင့်ကိုစွန့်လွတ်ရမှာဖြစ်တယ်နောက်ဆုံးတစ်ခုအနေနဲ့ကဘာလဲဆိုတော့ဆိုးရွားတဲ့အကျင့်ပြတ် ခြားစားမှုနဲ့ပတ်သက်ပြီးတော့เนาะဒီဥစ္စာကဘယ်သူနဲ့ညှိစွန်းတယ်လဲဆိုအခုစစ်ခွေးတွေအားလုံးနဲ့ညှိစွန်းတယ်တကယ်ဆိုသူတို့ကိုနိုင်ငံသားအဖြစ်ကနေတောင်မှပြေဖြစ်ရမှာဖြစ်တယ်ဆိုတော့ဒီနောက်ဆုံးအနေနဲ့ပြောထားတဲ့ဥစ္စာကဆိုးရွားတဲ့ အကျင့်ပြတ်ချစားမှုကနိုင်ငံသားကိုဆုံးရှုံးနိုင်တဲ့အရာတွေဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုသူကနိုင်ငံတော်ကိုမကောင်းတဲ့အရာဘက်ကနေမှပါဝင်နေတာ။နိုင်ငံပေါ်မှာတစ္ဆာမေ့တဲ့အလုပ်တွေကိုသူတို့လုပ်တယ်။အကျင့်ပြတ်ချစားမှုတွေကိုလုပ်တဲ့အခါမှာလေနိုင်ငံသားဖြစ်ခွင့် နဲ့မဆုံးရှုံးနိုင်တယ်။ဒါကတော့ပြောမယ်ဆိုအခုစစ်ခွေးတွေနဲ့ခြားစားမှုကကန်းတောင်ကုန်နေတာပဲเนาะ။အခုမင်းရောင်နိုင်တွေဆိုလို့ရှိရင်တလကိုမှအာ၄၅သိန်း၁၀သိန်းလောက်ပဲရတဲ့ဥစ္စာကအခုကကုမ္ပဏီတွေပိုင်တယ်၊ဆေးရုံတွေပိုင်တယ်၊ဟိုတယ်တွေပိုင်တယ်မျိုးစုံတော့ကုမ္ပဏီတွေကိုပိုင်ဆိုင်လာတာဟာမြန်မာနိုင်ငံကချစားတာမဟုတ်လို့ရှိရင်သူတို့ရဲ့စစ်ခွေအလုံးလုံးပြီးရလာတဲ့လက္ခဏာတွေပဲတာသမီတို့နိုင်ငံသားအကြောက်ထောက်နိုင်မလား ။ဒီအခုကျမပြောသွားတဲ့ခြေကနေမှာဒေါ်အောင်ဆန်းစုကြည်ကဘယ်ဥစ္စာနဲ့ညှိစိုးနယ်လို့သူကမြန်မာနိုင်ငံမှာမွေးဖွားတယ်ဆိုပေမဲ့မြန်မာနိုင်ငံသားအနေနဲ့လက်ခံလို့မရဘူးလို့ဘာကြောင့်ပြောတယ်လဲဒီကတုံးကနော်ဆိုတော့ဒေါ်အောင်ဆန်းစုကြည်ကတခြားနိုင်ငံရဲ့အကျေးစားအနေနဲ့စစ်သားတော်လို့တလားပြီးတော့ငါကဒီနေ့ဒီချိန်ကစပြီးမြန်မာနိုင်ငံသားမဟုတ်တော့ဘူးလို့သူ့ဘယ်ချိန်ပြောခဲ့ဘူးတလဲ ပြီးနောက်တစ်ခုကဒီမှုခင်းဆိုင်ရာဘက်မှာဘေမှုခင်းထဲမှာတော့အောင်ဆန်းစုကြည်ပါနေလို့သူကမြန်မာနိုင်ငံသားမဖြစ်နိုင်တော့တာလေနိုင်ငံတော်ပုံကံမှုဆိုတဲ့အခါမှာဘယ်နိုင်ငံတော်ရဲ့အစိုးရကိုပုံကံခဲ့တယ်လဲဒီနေ့စစ်ခွေးတွေကိုပုံကံတာကိုအစိုးရကိုပုံကံတယ်လို့ပြောတာလားဒီစစ်ခွေးတွေကမြန်မာနိုင်ငံရဲ့အစိုးရလားကိုကိုကိုစဉ်းစားကြည့်နော် ပြီးရင်နောက်တစ်ခုကချစားမှုလို့ပြောတဲ့အခါမှာအခုနင်တို့စစ်ခွေးတွေကတော့အောင်ဆန်းစုကြည်ကိုလက်စားမှုနဲ့သူ့ကိုထောင်ချတယ်လို့ပြောတဲ့အခါမှာသူများလက်ထိုးလိုက်လို့ဘေးအိမ်တလုံးကိုဝေထားတယ်လေဘေးကားတစ်စီးရှိလေဒီနေ့တော့အောင်ဆန်းစုကြည်ကားရှိသလားဒီနေ့သူရတဲ့ပတ်စံကိုတောင်မှ Talking G Foundation နည်းနည်းလုပ်ထားတယ် Foundation ဆိုတာဟာဆင်းရဲတဲ့သူတွေမတတ်နိုင်တဲ့သူတွေကိုထောက်ပံ့တဲ့နေရာမဟုတ်ဘူးလားသူ့အတွက်အမြတ်အစွန်းရတဲ့နေရာလားဒါက ဒေါ်အောင်ဆန်းစုကြည်ဟာဘေးဥစ္စာဖောက်ဖျက်ပြီးတော့အဘဦးအောင်ဆန်းအမိတော်ခင်ကြီးကနေမွေးပွားလာလို့သူ့ကိုနိုင်ငံသားအနေနဲ့ပြောလို့မရဘူးလို့ပြောရအောင်ဒေါ်အောင်ဆန်းစုကြည်ကဘယ်မှာမွေးတယ်လဲ အစွန်ဆုံးပြောမယ်ဆိုလို့ရှိရင်လေရင်မှာမွေးရင်တောင်မှဘေးပိုင်နဲ့မှာမွေးတယ်လေဆိုတဲ့ပုံမှာမူတည်ပြီးမှသူတို့ကနိုင်ငံသားပေးရတာဖြစ်တယ်ဥပမာကျတော့မြန်မာနိုင်ငံကနေမှစင်ကာပူသွားတယ်ဒီလေရင်ပြန်တတ်တဲ့အချိန်မှာထိုင်းနေပြည်မှာမွေးတယ်ဆိုလို့ရှိရင်ဒီကလေးဟာအလိုလိုနဲ့ရင်းတဲ့ထိုင်းနိုင်ငံကကလေးဖြစ်တယ် နော်ဒါမှမဟုတ်လို့ရှင်လဲဒီလေရင်ဟာစင်ကာပူအဝန်နမ်းမှာမွေးလိုက်တယ်ဆိုလို့ရှင်ဒီကလေးဟာစင်ကာပူနိုင်ငံသားဖြစ်တယ်ပြီးလို့ရှင် သူ့ရဲ့မွေးနေရာကိုပြောလို့ရှင်တော့လေထုအထဲမှာပေါ့နော်ပြီးလို့ရှင်တကယ်လို့ဒါသူကရေချောင်းအာနဲ့လာလို့မွေးတယ်ဆိုလို့ရှင်သူ့ရဲ့မွေးတဲ့နေရာအတိအကျကိုရေးတဲ့အခါမှာ ပင်လေလို့ရေးရတယ်လေဆိုလို့ရှိရင်လေထုလို့ရေးရတယ်လို့ပြောတယ်ဒါကကဘာကနဲ့အတိမပြုထားတဲ့နိုင်ငံသားဖြစ်ချင်းဖြစ်တယ်ဆိုတော့ဒီကတော့ကတော့အောင်သန်းစုကြည်ကဖေနဲ့အမေကမြန်မာနိုင်ငံသားဖြစ်ပေမဲ့သူကမြန်မာနိုင်ငံသားမဖြစ်ခွင့်မရှိဘူးဆိုတာကစပင်ရိုက်တဲ့အခါမှာနန်းဖက်လောက်ရှိတဲ့နေ့ရအုံနောက်ကစပင်ချစ်တဲ့ထဲမှာပါသွားတာလားဒီကတော့ကသူ့ရဲ့မိဖတွေကခွေးနဲ့မွေးထားတာလား သူရဲ့မိဘတွေကဘယ်သူတွေလဲခွေးနဲ့လူနဲ့ရောပြီးမွေးထားတဲ့ကလေးမလို့ဒီကတော့ကဒီစကားပြောတာလားဒီနဲ့စစ်ခွေးတွေနဲ့ပတ်သက်တဲ့ခွေးတွေမန္တမကဒေါ်အောင်ဆန်းစုကြည်ကိုနီးမျိုးစုံနဲ့တိုက်ခိုက်နေတယ်တလကိုဒေါ်လာတောင်းများစွာဝင်ပြီးမှစားလို့မကုန်ဝငွေရှိတဲ့အဖွားကြီးတယောက်ကအိမ်လည်းမပိုင်ဘူးကားလည်းမပိုင်ဘူးဆိုင်ကယ်လည်းမပိုင်ဘူးဒီလိုမျိုး 拜山木都苦嘛，没死的，冇说嘛，怕结果。因为太太那边死的嘛，公母里的年纪拜那的，亏得老少，老少搞你个怕结果，你个查查来说，比嘛唐太太的，那唐老刚得的啦。 အဖေဖြစ်တဲ့သူကိုရဲ့နိုင်ငံအတွက်အသက်ပေးခဲ့တာတောင်မှအဖေနဲ့အမေဟာလွတ်လပ်ရေးရဲ့ဖခင်တွေဖြစ်ပေမဲ့နေ့ရက်ကလေးကတော့နိုင်ငံသားမဟုတ်ဘူးလို့ပြောတတ်တဲ့ခွေးတွေတော့အောင်ဆန်းစုကြည်ဟာမြန်မာနိုင်ငံသားမဟုတ်ဘူးဆိုလို့ရှိရင်ဦးအောင်ဆန်းဟာမြန်မာနိုင်ငံသားမဟုတ်ဘူးဒီဆိုလို့ရှိရင်ဦးအောင်ဆန်းဟာမြန်မာနိုင်ငံသားမဟုတ်ရင်ဘာကြောင့်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ဆိုပြီးမှနာမည်ပေးကြတယ်လဲ ပါမဘေခွေးတတဝါတကောင်က ကိုယ်နိုင်ငံအတွက်မဟုတ်ဘဲနဲ့သူများနိုင်ငံအတွက်လွတ်လပ်ရေးကို ယူပေးခဲ့တာရှိသလားကြားပူးသလားကရုံးနေအုံအောင်မရှိတဲ့ခွေးတတဝါတွေဒီနေ့ဘာကြောင့်မို့ခွေးတွေကတော့အောင်ဆန်းစုကြည်ကိုကိုက်နေရတယ်လေဆိုတော့အဓိကကတော့ကိုယ့်ရဲ့အသွေးလူဖြစ်တဲ့ကိုယ့်ရဲ့အကိုအရင်းကိုယ်တိုင်အုံအောင်မရှိတဲ့အတွက်ဖြစ်တယ်ဆိုတော့မနေ့က ဧပြီလ29ရက်နေ့မှာ၄ချိန်မြောက်တော့အိမ်အမ54ကို190ဘီလီယံနဲ့လေလံတင်ရောင်းချမှုကို ပြုလုပ်ခဲ့တယ်။ဒါပေမဲ့ဘယ်သူကမှမဝယ်ဘူးเนาะ နေရ90ဘီလီယံမပြောနဲ့နေရ90ကြက်နဲ့တော့ဒီအိမ်ဘယ်သူမှမဝယ်ဘူးဆိုတော့အုံအောင်မရှိတဲ့အောင်ဆန်းဦးနင့်တိဖို့လိုတယ်နင့်ကကို့မှာရှိတဲ့နမတယောက်ကိုတောင်းမှနင့်မကာကွယ်မစောင့်ရှောက်နိုင်တဲ့အတွက်ကြောင့်ဒီနေ့ကိုရဲ့နမကိုသူများ နီးမျိုးစုံနဲ့ ပြောဆိုရိုင်းဆိုင်လာတာမကပဲကိုယ့်ရဲ့အဖေကိုပါထိခိုက်လာတယ်လောကကြီးထဲမှာဝတ်ဆိုတာရှိတယ်နင့်ကိုတနေ့ကျနင့်သားသမီးတွေနင့်ကိုနင့်အိမ်ကနေမောင်းထုတ်မေးဆိုတာလေနင်မြင်မြင်မှတ်ထားပါတော့ပဲပြောချင်တယ်နော်တိတ်ပြီးမှစက်တရေတုံးတယ်အောင်ဆောင်ဦးဆိုတဲ့ဘူချော့အောင်ဆောင်ရဲ့တားကတော့နော်နင့်ရဲ့အဖေမေတွေတမလုံကနေနင့်ကိုကြည့်ပြီးမှရင်းနှစ်ပြီးတေဆုံးသွားတဲ့ ตาရဲ့နေရာမှာနင်းตาဖြစ်ခဲ့ရင်တိတ်ကောက်มาပဲလို့နင်းအဖယ်အမယ်တွေကတော့ဒီလိုပြောဆိုခဲ့มาပဲလို့ကြွားကတော့အဲ့လိုပဲထင်တယ်เนาะတိတ်ပြီးမှတန်ဖိုးမဲ့တဲ့အကိုနင်းလိုမျိုးအကိုဟာလောကကြီးထဲမှာမရှိရင်တောင်ပိုကောင်းမဲ့အကိုဖြစ်တယ်လို့ပဲကြွတ်ဒီကနေပြောချင်တယ်ဆိုတော့နင်းလိုမျိုးအကိုတယောက်ရဲ့အတုံးမကြမှုကြောင့်အသက်ကြီးတဲ့ကိုယ့်ရဲ့နမတယောက်ကိုသူများစော်ကားတာဟာနင်းကြောင့်ဖြစ်တယ်လို့ကျမကဒီလိုမျိုးပဲပြောချင်တယ် เนาะပြည်သူတွေအားလုံးကြားမှာပျော်ရွှင်ကြပါစေ